အနာသိမြမစစ်တပ်အနေနဲ့2018ခုနှစ်ကနေ2025ခုနှစ်အထိဆိုအပြည့်ရအကြောင်းကြေညာတာ24ချိန်အထိရှိခဲ့ပြီးစစ်ကောင်းဆောင်ကလည်းဆွေးနွေးပွဲအတွက်လမ်းဖွင့်ထားကြောင်းမကြာခဏပြောလို့ရှိပေမယ့်ဆွေးနွေးပွဲတွေဘာကြောင့်ဖြစ်မလာတာပါလဲစိုးသူအောင်တရေပေးပို့ထားပါရရှင်မရှိလာနဆက်ရှိရမှာအင်အားပြင်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်းအာနာသိမ့်မြန်မာစစ်တပ်ကကယ်ဆယ်ရေးလုပ်ငန်းတွေလုံနိုင်ဖို့ဆိုပြီးယာယီအပြစ်ခတ်ရစဲရေးကြီးညာခဲ့ပါတယ် ဒါပေမဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်နေသလိုဧပြီ22ရက်မှာတော့အပြစ်ခတ်ရစဲအီကာလာကိုဧပြီ30ရက်အထိထပ်မံတိုးမြင့်လိုက်ပြန်ပါတယ်။ DVB ကစူးစီးရသလောက်တော့စစ်တပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်းအခုလိုအပြစ်ရအကြောင်းကြေညာတာ16ကြိမ်အထိရှိခဲ့ပါပြီ။ဒါပြင်ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့လည်း2022ခုနှစ်ကျွန်လာ၁၄ရက်နေ့မှာညဉ့်ညာရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီးအသိပေးထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင် အနိကဆုံး2024ခုနှစ်စက်တင်ဘာလ26ရက်နေ့မှာလက်နက်ကိုင်အခွဲအားလုံးကိုတိုင်းဒေသလက်နက်ကိုင်တွေအပြင်ကာဝ PDF တွေပါနိုင်ငံရေးပြည်ထနာဖို့နိုင်ငံရေးနိလမြေဖြည့်ရှင်းရန်ကံလာဖိတ်ခေါ်မှုပြုလုပ်ခဲ့တာတွေ့နိုင်ပါတယ်။ဒါအပြင်စစ်တပ်အနေနဲ့အာဏာမသိမ်းခင်2018ကနေ2025ခုနှစ်ဒီကနေ့အချိန်ထိအပြည့်အကြောင်းကြေညာထုတ်ပြန်တာ24ကြိမ်အထိရှိခဲ့ပါတယ်။အခုလိုထုတ်ပြန်ပေမဲ့အာဏာမသိမ်းခင်တုန်းကလိုင်းနာမှုမရှိခဲ့သလို့ 2025ခုနှစ်အင်အားပြင်းငလင်လှုပ်ခတ်အပြီးမှာလဲကရှင်ပြည်နယ်ထဲမှာမြေပြင်ထိုးစစ်နဲ့လေကြောင်းဘုံကျဲတာတွေဆက်လုပ်နေတော့ပဲလို့ကရှင်လွတ်လပ်ရေးတပ်မတော် KIU KIA ပြန်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူးက DVV ကိုပြောပါတယ်ကျွန်တော်တို့တုံ့ပြန်ရတာကတော့ခုနကပြောသလိုသူက CMC ကနဲ့ခြားတာတော့အဲ့ဒါကိုသူတို့မလိုက်နာပဲနဲ့နောက်ဆုံးမှာတော့ကျွန်တော်တို့ကိုပဲပြီးပေါက်တယ်ဘုရားမအပြစ်ပုံတာအားပါပဲ ဒါကတော့အမေရန်တို့ look you look thing သူထုံသားစင်လာလို့ဖြစ်နေပါတယ်နော်ဒါအမေရကျော်တုံတွေ့ရတာဖြစ်ပါလေဒါကြောင့်မဲစစ်တပ်ရဲ့အပြစ်ရဲ့အကြောင်းကြီးညာချက်တွေဟာတိုင်းသားလက်နက်ကင်တွေအပေါ်အပြစ်ပုံချဖို့လှုပ်တာဖြစ်တာကြောင့်အယုံကြည်မရှိဘူးလို့ဆက်ပြောပါတယ်နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ဆိုရင်လေလွတ်လွတ်လပ်လပ်နဲ့ပါဝင်တဲ့ပါဝင်ထိုက်သူအားလုံးကိုဖိတ်ခေါ်ပြီး နိုင်ငံရေးဆွေးနွေးခဲ့တာမရှိတဲ့အပြင်ဆွေးနွေးပွဲဖိတ်ခေါ်ပြီးလက်နက်စွန့်ဖို့သာပြောခဲ့တယ်လို့ဆိုပါတယ်။တဖက်မှာလည်းစစ်တပ်ဟာအပြည့်ရဲ့ကြီးညာချက်တွေနဲ့အတူ NCA လက်မှတ်ထိုးအဖွဲ့တွေနဲ့တွဲဆုံမှု62ကြိမ်လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့တွဲဆုံမှု25ကြိမ်နိုင်ငံရေးပါတီတွေက22ကြိမ်ဘာသာရေးခေါင်းဆောင်တွေငင်းငယ်အကျိုးဆောင်တွေ stakeholder တွေနဲ့တွဲဆုံမှုကတော့73ကြိမ်အထိပြုလုပ်ခဲ့ကြောင်းပြောထားပါဗျာ။ ဒီ2000ပြည်စီမှာအောက်အောက်မှာဆိုရင်တော့ဒါအောင်မြင်မှုနည်းနည်းခက်တဲ့သဘောပေါ့ဒါပေမဲ့လည်းဒီကျင်းတဲ့ကြက်တဲ့အချိန်တွေတခုတည်းကနေပဲအဲတက်နိုင်ဆုံးတော့ဒါစူးစမ်းခဲ့ကြရတယ်အဲခီးတခုလည်းတစုံတရာတော့ဒီတော်လိုင်းအင်အားတိုင်းနာတော်လိုင်းအင်အားစုတွေနဲ့ဒီဟိုကျွန်တော်တို့ဒီအရသာအစိုးရကြားမှာတော့စုံတရာနားလည်မှုရတာတွေနောက်ပြီးတော့ဒီရင်းနှီးမှုရတာတွေဒါတွေတော့ရှိခဲ့တာပေါ့နော်ဒါပေမဲ့လည်းတေးကြတာတခုကတော့ဒီတောင်ချစ်ဖွဲ့စည်းပုံအောက်ကဆက်သွားမယ်ဆိုရင်လည်းအချိန်မရွေးဒီစစ်တပ်က power ကိုအများကြီးဒီနှစ်ထောင်ချက်ကပေးထားတဲ့အတွက်ကြောင့်မလို့နှစ်ထောင်ချက်ဖွဲ့စည်းပုံခြေရန်ဥပဒေဆက်သွားရတယ်ဒီငင်းငယ်ရတော့တာရှိခံမယ်လို့ကျွန်တော်တို့ကတော့မယုံကြည်ဘူးကြာနော်အခုငလင်းလှုပ်အပ်ပြီးကြီးညာချက်ဟာလေနိုင်ငံတကာမှာမျက်နှာရကျင်တာကြောင့်စာရွက်ပေါ်မှာအပြစ်ရပြတာဖြစ်ပြီးမြန်မာစစ်တပ်ဟာပြည်တွင်းစစ်ကြောင်အကျိုးဖြစ်ထွန်းနေလို့ငင်းငယ်ရေးကိုတကယ်လူလားရဲ့လားဆိုတာမေးခွန်းထုတ်ရမှာဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင်အာနာသိန်းတန်တရာမလဲဘူးနဲ့ဆွေးနွေးပွဲဖြစ်မှာဖို့ဆိုရင် UNG ကပူပေါင်းထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးဘုံရည်တည်ချက်6ချက်အပေါ်မူတည်ကြောင်းလဲကိုနေဖုံးလက်ကဆက်ပြောပါဗါတယ်။အဲ့ဒီ6ချက်ကိုအတူချုံးမယ်ဆိုရင်တော့ဆေးရနာသိမ်းမှုကိုဖိရှားပြီးစစ်တပ်ကနိုင်ငံရေးမှာပါဝင်တာကို အဆုံးသတ်ဖို့ Federal Democracy ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်တခုရေးဆွဲဖို့နဲ့မတရားကျူးလွန်မှုခံရနေသူတွေတရားမျှတမှုရှိရအပြင်အသွင်ကူပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်ဖို့လိုပဲဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ